ုပ်ရှော့ကိုတိုင်းလာရခုံပြုတ်ခဲ့ပြီးဘရူနိုရဲ့ဂျာစီကိုလက်ဆောင်ဖြည့်ရလာခဲ့တဲ့မမောင်လေးအခုတော့ social media ပေါ်မှာနာမည်ကြီးနေတာကတော့ Manchester United အသင်းဘက်ကိုအနိုင်ကိုသိယူခဲ့တဲ့ညမလေရွေးစင်ကစားသမားမောင်မောင်လေးမှာ Manchester United အသင်းနဲ့ ASEAN All Stars <laughs> အသင်းတို့ကမလေးရှားနိုင်ငံကွာလာလပ်ပူမြို့မှာချစ်ကြည်ရေးခြေစမ်းပလာပွဲကစားခဲ့ကြပါတယ်။ဒီပွဲမှာ ASEAN All Stars အသင်းကမမောင်လေးရဲ့အနိုင်ကိုနဲ့အတူတိုင်ဘက် Manchester United အသင်းကိုတကိုးကော်မရှင်နဲ့အနိုင်ယူပြီးစူပလာရယူနိုင်ခဲ့ပါတယ်။ မောင်လင်းကလည်း United ဘက်ကို၉သိန်းယူနိုင်တဲ့ပထမဆုံးမြန်မာကစားသမားအချင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ပွဲပြီးမှာတော့ United နောက်ခံလူလှုပ်ရှော့ကအနိုင်ကိုရှင်မမောင်လင်းကိုလာရကုန်ပြိုးခဲ့တယ်လို့မမောင်လင်းလိုချင်တဲ့အသင်းကောင်းဆောင် Bruno Fernandes ရဲ့ jersey ကိုလည်းလက်ဆောင်အချင်း Fernandes ကတောင်းပေးခဲ့ပါတယ်။မမောင်လင်းကတော့ Bruno ရဲ့ jersey နဲ့အတူမြန်မာနိုင်ငံကိုပြန်လာခဲ့ပြီးသူ့အနေနဲ့အဲ့ဒီနေ့ကိုမေးလို့ရမှာမဟုတ်ကြောင်းနဲ့အခုသေးမယ်ဆိုရင်တောင်သေလို့ရပြီလို့မီဒီယာတွေကိုဖြေကြားသွားခဲ့ရပါဗျ။ မမောင်လင်ကလက်ရှိမြန်မာလက်ရေးစင်အသင်းရဲ့အသင်းကောင်းဆောင်တအူးဖြစ်တယ်လို့ထိုင်းလီဂွမ်ကလပ်လက်ဖော့ဝါရီယာတင်းမှာလည်းခြေစွမ်းပြကစားနေတဲ့ကစားသမားဖြစ်ပါတယ်။